င်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်မာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စကိုင်းတိုင်းဝက်လက်မြို့နယ်လှတော်ကျေးရွာကိုစစ်တပ်ကနိုဝင်ဘာလ10ရက်နေ့ကစတင်ပြီးမိရှုခဲ့တာကြောင့်လူနေအိမ်100နီးပါးမိလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်က10ရက်နေ့ကနေ17ရက်နေ့မနက်ပိုင်းထိ3ရက်ဆက်တိုက်နေရာတွေခွဲပြီးမိရှုခဲ့တာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါရယ် စစ်တပ်ကနိုဝင်ဘာလ17ရက်နေ့ကလည်းလှတော်ရွာနာကရွှေကျင်ကျေးရွာကိုမိရှုဖြက်စီခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာဝက်လက်မြုပ်နယ်ထဲမှာစစ်တပ်ကစစ်ကြောင်းတစ်ကြောင်းကိုအင်အား120လောက်နဲ့စစ်ကြောင်းလေးကြောင်းခွဲပြီးစစ်ကြောင်းထိုးနေတာဖြစ်ပြီးရှေဘူမန္တလေးကားလက်တလျှောက်ကရွာတွေအားလုံးနေပါစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့အော်တိုဘာလကုန်ပန်းကစပြီးဝက်လက်မြုပ်ပေါ်မှာလည်းအင်အားတုံးမြင့်ချထားတာတွေလှုပ်ဆောင်နေတယ်လို့ ဝက်လက်မြို့ရဲ့အရှိဘက်နဲ့အနောက်ဘက်ခြံတွေမှာအင်အားအလုံးရင်းနဲ့စစ်ကြောင်ထိုးတာတွေပြုလုပ်နေတာဖြစ်တယ်လို့ဝက်လက်မြို့နဲ့ပါကာဖပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်ရှင်။နိုင်ငံရေးမှာစစ်တပ်ကထာဝရချုပ်ကင်မှုနဲ့စစ်တပ်ထောက်ခံတဲ့ပါတီကပဲအစိုးရဖြစ်ဖို့စိတ်ကြိုက်ရေးဆွဲပြင်ဆင်ပြီးမှလုံမဲ့ရွေးကောက်ပွဲကနေပေါ်ထွက်လာမဲ့လှုပ်တော်ဟာလူလူရဲ့အတန်ကိုဖော်ထုတ်နိုင်မှာမဟုတ်တယ်လို့ လက်ရှိကြုံနေရတဲ့စီးရီးနိုင်ငံရေးအကျအသေးတွေကိုလည်းဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့နိုင်ငံရေးအတိုင်းအဝန်ကပြောပါတယ်ခွတ်တော်ကနေပြည်သူတွေရဲ့အတန်ကိုနားထောင်ပြီးကြုံတွေ့နေရတဲ့စီးရီးနိုင်ငံရေးကိုဖြည့်ရှင်းနိုင်ဖို့ဆိုတာကခွတ်တော်ပြည်မနိုင်ငံရေးအားကောင်းဖို့လိုပေမဲ့အနာသိစစ်တပ်ကဓာတွေကိုထိမ့်ချုပ်ထားတာကြောင့်ရွေးကောက်ပွဲကပပုတ်လာမဲ့လွှတ်တော်ကနေအဖြေရှာနိုင်မယ်လို့ပြောဆိုမှုတွေဟာလူမှုကိုအယုံသွင်းခြင်းသာဖြစ်တယ်လို့ဆိုပါတယ်စစ်တပ်ကအခုလုံးမဲ့ရွေးကောက်ပွဲဟာ ဆရာနာတိမ့်မှုတရားဝင်ဖြစ်မှုနဲ့နိုင်ငံရေးအရာထွက်လန်းရှာတဲ့ရွေးကောက်ပွဲတစ်ခုထပ်မပေါ်တာကြောင့်ဆရာနာတိမ့်မှုအလွန်မှာပေါပေါက်လာတဲ့လှုပ်တော်ဟာစစ်တပ်ကယုံကြည်ရတဲ့ပါတီကပဲဥဆောင်နိုင်မှာဖြစ်ပေမဲ့အရာအလုံးကိုစစ်တပ်ကပဲထိန်းချုပ်ထားမှာဖြစ်တယ်လို့လည်းပြောပါရယ်ဒီကောက်ပွဲမှာစစ်တပ်ကသူနိုင်စေခြင်းနဲ့ပါတီကတော့နောက်ဆုံးချက်ခံရေးဥပဒေအပြည့်အဝမယုံကြည်ရမျိုးရှိတယ်ပေါ့နော်သူကိုထောက်ခံပြီးဝင်ပြိုင်တဲ့ပါတီတွေကမှသူ့ရဲ့ချိန်ချောင်းမှုဖြစ်လာတယ်ဆိုလို့ရှိရင် NDF လိုမျိုး PPU ပါဒီရဲ့ဥက္ကဋ္ဌလိုမျိုးအခြေအနေမျိုးတွေကြုံရနိုင်တယ်ပေါ့နော်။ဒီလေးကောက်ဝင်ထွက်လာတဲ့အစိုးရဖွဲ့တဲ့ပါတီတွေစစ်တပ်ကိုလုံးဝဩဇာခံတဲ့ပါတီမျိုးပဲဖြစ်နေတယ်ပေါ့နော်။သူရဲ့ထပ်ပေါက်ကကြောင့်သူအာဏာကိုဆက်ယူပြီးတော့မှအတိုင်းအတာတစ်ခုထိသူအာဏာကိုထိန်းချပြီးတော့မှသူရဲ့ထပ်ပေါက်ကိုဖန်တီးဖို့တဲ့ပေါ့နော်။ဟို stepping stone တဘောမျိုးပဲသူကဆင်းလာတာပေါ့နော်။ဆိုတော့အဲ့တော့ဒီမှာတော့သူအလုံးထိသူကိုယ်တိုင်ကအုပ်ချုပ်မဲ့သူကိုယ်တိုင်ကဒီအရေးကြီးတဲ့အခန်းကဏ္ဍကနေအဓိကအခန်းကဏ္ဍကနေဒီထိန်းချုပ်နေလို့မဲ့ ဒီလွတ်တော်မှာတော့သူအရာလေးကိုတော့ခွင့်ပြုမှာမဟုတ်ဘူးသူသူ့ရဲ့တကယ်လူယုံနေနဲ့ပဲဆက်သွားမယ်တဘောတော့ရှိတယ်သူတို့ရဲ့မျောလင်းခြင်းနဲ့သူတို့ရဲ့ပုံဖော်ခြင်းနဲ့ဟာတာကျွန်တော်တို့အရင်လိုမန်နေဂျာ2030အခင်းရှင်တို့ဥတိစေပုံစံမျိုးအဲ့ဒါတွေထက်အများကြီးกว่าလေးမျိုးပေါ့နော်အဲ့ဒါထက်အများကြီးဆိုးတဲ့ပုံစံမျိုးပဲတွေ့ရတယ်ရွက်ကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကတော့ရွက်ကောက်ပွဲကျင်းပနိုင်ရင်ဆီယနာသိမ့်မှုကာလကိုရက်တန်းလိုက်နိုင်ပြီလို့ယူဆထားကြတယ်လို့ လွှတ်တော်ကနေအခုကြုံနေရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မယ်လို့ပြောဆိုကြပါတယ်။ရခိုင်တိုင်းရင်းသားများပါတီကိုဦးဆောင်သူဥပရှိန်ကတော့အခုပေါ်ပေါက်လာမဲ့လွှတ်တော်မှာအပြန်အလှန်ထိန်းချုပ်မှုတွေရှိလာမှာဖြစ်ပြီးလက်ရှိကြုံနေရတဲ့အကျက်အသစ်အားလုံးကိုရွေးကောက်ခံကိုယ်စားလှယ်တွေကဖြေရှင်းရလိမ့်မယ်လို့ပြောပါတယ်။ ဒါပေမဲ့အခုအနာသိန်းစကောင်စီကဖော်ဆောင်ထားတဲ့ရွေးကောက်ပွဲအခင်းကျင်းဟာအချိုးကျပူဇော်ပြုစနစ်ဖြစ်ပေမဲ့စစ်တပ်ကထိန်းချုပ်ပြီးတပါတီတဲကပဲဥဆောင်နိုင်မဲ့အခင်းအကျင်းမျိုးဖြစ်တာကြောင့်အပြန်အလှန်ထိန်းချုပ်နိုင်မှုမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံရေးလှိလာတုံးတက်သူဦးရှိန်ထွန်းကထောက်ပြပါတယ်။ရွေးကောက်ပွဲအလွန်ပေါပေါလာမဲ့လွှတ်တော်ကနေလက်ရှိမြန်မာနိုင်ငံမှာကြုံနေရတဲ့စီးရေးနိုင်ငံကြီးအကျက်တဲ့အားလုံးကိုဖြည့်ရှင်းဖို့ဆိုတာထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ငင်းငယ်ရေးစုနေရေးလမ်းကြောင်းကိုဦးစားပေးဆောင်ရွက်မဲ့သဘောမျိုးကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။နိုင်ငံရေးကစာဝတ်နေရေးနဲ့စာစာဝတ်နေရေးနဲ့ဆုံးသတ်တာကိုဆိုတော့ဒီအတွက်ကိုဒီလူမှုစီးပွားရေးအတွက်ဘလောက် liberalize လုပ်မယ်နိုင်ငံရေးအတွက်ဘလောက် liberalize လုပ်မလဲအုပ်ချုပ်ရေးရန်ရဲအတွက်ဘလောက် liberalize လုပ်မလဲ finance ဘလောက် liberalize လုပ်မလဲဆိုတဲ့အပေါ်မှာအခြေခံပြီးတော့မှနိုင်ငံတကာညနေစာအတွက်လည်းသူကတစ်ဖက်က liberalization လုပ်ပါမှာတစ်ဖက်ကလည်းအတိမတ်ပြလာတဲ့အနေအထားမျိုးသူက ဒီအခင်းချင်းမျိုးပုံဖော်ကစားမှာဖြစ်တဲ့အတွက်ဒီ liberalization ကလာကြတော့တော်တော်လေးအရေးကြီးပါလေဆိုတော့အဓိကလာမှာကတော့ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးနဲ့ငြိမ်းချမ်းရေးကတော့ဒါကမြန်မာပြည်မှာကဟိုးအရင်ကတည်းကဆက်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 နေတဲ့ issue ဖြစ်နေတာဟုတ်ပေါ်စီပုံချေချာဥပဒေပြင်ဆင်ရေးနောက်ငင်းချင်းရေးတစ်ခါကိုငင်းချင်းရေးပဲလို့ပေါ်စီပုံချေချာဥပဒေပြင်ဆင်ရေးမဆွေးနွေးလို့လည်းမရဒီနှစ်ခုကရှားနဲ့မေကလင်းနဲ့တွားလို့တွဲတဲ့တွားနေတယ်ဆိုတော့ဒီဟာဒီ issue ကတော့အဓိကထားပြီးလာပါလိမ့်မယ် ို့တော့လည်းအုပ်ချုပ်ရေးရန်တွေလည်းပတ်တဲ့နေရာမှာဘလောက် liberalization ချောက်ပြီးမလဲဆိုတဲ့အပေါ်မှာကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်။အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လိုင်းအရေးစုတွေဘက်ကတော့စစ်ကောက်စီဘက်ကလုံးမဲ့ရွေးကောက်ပွဲဟာအတူအယောင်ရွေးကောက်ပွဲဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့ပြောဆိုထားပြီးနိုင်ငံတကာအနေနဲ့လည်းမထောက်ခံဖို့နဲ့စစ်ကောက်စီရဲ့ရွေးကောက်ပွဲကနေပေါပေါလာမဲ့အစိုးရကိုလည်းအတိမတ်မပြုကြဖို့တောင်းဆိုထားပါတယ် ကင်းဒီမျိုးသားတုတ်တရေးပါတီခရမ်းပီပီထွေထွေသွေးရမှုဥအောင်စံမြင်ကဖက်ဒရယ်ပြည်ထောင်စုကိုတိဆောက်နိုင်မှပဲအခုရှိနေတဲ့ပြည်တွင်းစစ်တွေနဲ့နိုင်ငံရေးအကျပ်သေးတွေကိုအပြေရှာနိုင်မှာဖြစ်ပြီးစစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲကနေအပြေထွက်လာမှာမဟုတ်တဲ့အကြောင်းကိုနိုင်ငံတကာဘက်ကရှင်းပြပြောဆိုနေတယ်လို့ပြောပါတယ်ကျွန်တော်တို့လူချင်းနဲ့စနစ်ကိုနိုင်ငံရေးစနစ်ကိုကျွန်တော်မကြောက်မလဲချင်းတော့ကျွန်တော်တို့ဒါစုစားတော်လာရဲ့တော့ရှိနေမှာလေကျွန်တော်အဲ့လိုပဲနားလဲပါတယ် ကျွန်တော်လိုချင်တာရင်းချင်းချိမဟုတ်ဘူးကတိုက်ပြီးမှဒီအုပ်ချုပ်မှုအပြောင်းလဲဖြစ်သွားမယ်ဟာလိုချင်တာမဟုတ်ဘူးဒီပါတီပြီးတော့နောက်ပါတီအုပ်စိုးရမှာမဟုတ်ပဲနဲ့ကျွန်တော်တို့ system change တစ်ခုလုံးမှာနိုင်ငံပြောင်းလဲတစ်ခုလုံးကိုတော့တွားချင်ရင်းချင်တာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပါအနာဒိစကောင်စီရဲ့ယူကောက်ပွဲကိုဝေယောရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီ58ပါတီရှိပြီးတနင်္ဂနွေလုံးဝင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ဝင်ပြိုင်မဲ့ပါတီ52ပါတီအပြင် တတိပုဂ္ဂလကိုယ်စားလှယ်လောင်း63ရောက်ရှိပါတယ်။တနင်္ဂနွေလုံးဝင်ပြိုင်ပွဲပါတီတွေထဲမှာပြည်တော်စုကြံ့ခိုင်ရေးနဲ့ခွန်မျိုးရေးပါတီကကိုယ်စားလှယ်လောင်း1042ရောက်၊တိုင်းသာစစ်တုံးညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်း691ရောက်ပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်း668ရောက်မြန်မာနိုင်ငံတောင်ဦးလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း422ရောက်ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း926ရောက်နဲ့ ဥကကူကြီးဥဆောင်တဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောက်900ဝယ်ရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာတိုင်ဖုန်းမုန်တိုင်းဖန်ဝောင်ကြောင့်ထိုင်ဝမ်နိုင်ငံမှာရေကြီးမှုတွေကြောင့်လူပေါင်း8300ကျော်ဘေးလွတ်ရာကိုပျောက်ရွှေ့ခဲ့ရပါတယ်တိုင်ဖုန်းဖန်ဝောင်ဟာထိုင်ဝမ်ကိုရောက်တဲ့အချိန်အပြောခဲ့ပေမဲ့အရှိကန်ချင်းမှာမိုးတဲခဲ့ပြီးရေကြီးမှုတွေလည်းဖြစ်တာကြောင့်ဘေးလွတ်ရာကိုပျောက်ရွှေ့ခဲ့ရတာဖြစ်ပါတယ်။မုန်တိုင်းကြောင့်လူ52ဦးထရာရခဲ့ပြီးတောင်ပိုင်းမှာရှိတဲ့အလုပ်တွေအကြောင်းတွေပိတ်ထားခဲ့ရပါတယ်။ ရုတ်တံဖော်ပြချက်အရရီလာရဲ့အရှိပိုင်တောဒေသတွေမှာရေကြီးမှုတွေနဲ့ရင်ဆိုင်နေတာတွေ့ရပြီးတောင်တင်ပြီးကျန်တဲ့သူတွေကိုစစ်သားတွေကလဘေးလောက်မြုပ်တဲ့ရေထဲကိုဖြတ်ပြီးကယ်တင်ခဲ့ရပါတယ်။ရေကြီးမှုကြောင့်အင်တွေထဲမှာရွှွန့်တွေ တင်ကျန်ခဲ့တာတွေ့ရပါတယ်။ဂျီလာနဲ့အနီးနားမှာရှိတဲ့ဟွာလန်တို့ရှိဒေသခံ8300ကိုဗေလို့ရာကိုရှေ့ပြောင်းပေးခဲ့ရပါတယ်။ဂျီလာမှာအင်္ဂါနေ့ကမိုးရေချိန်994မီလီမီတာအထိရွာသွန်းတယ်လို့မိုးလေဝသကကြေညာပါတယ်။ ဖန်ဝါမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာလူ29ဦးသေဆုံးခဲ့ပြီးထိုင်ဝမ်ကို ရောက်လာတာဖြစ်ပါတယ်။ဟွာလန်ဒေသကိုစက်တင်ဘာလတုန်းကတိုက်ဖုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးရေကြီးမှုကြောင့်လူ18ဦးသေဆုံးခဲ့ပါတယ်ရှင်။ DBBO မြန်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချူချူဆက်ပါရှင်။